ရှိကြီးချန်းကိုရဲတို့ဖက်လွှဲပေးလိုက်တဲ့ဆိုတဲ့ကိစ္စဟာသူ့ရဲ့မိဖက်ဖြစ်တဲ့ PGF အဖွဲ့ကြီးတခုလုံးကိုပြစ်မှတ်ထားပြီးပေးလိုက်တဲ့တရင်စကားတခုများဖြစ်နေမလားဆိုတဲ့မေးခွန်းကအဓိကဖြစ်လာပါတယ်။ဒီမှာဖြစ်လာနိုင်တဲ့ဆက်တိုက်တုံ့ပြန်မှု domino effect လိုမျိုးပေါ့။အဲ့ဒါကိုစဉ်းစားကြည့်လို့ရပါတယ်။ကြက် Godfather ကြဆုံးသွားတယ်။နှစ်သူ့ရဲ့ ARG မိဖက် BGF ရဲ့ပတ်သက်မှုတွေကပေါ်ပေါ်ထင်ထင်ဖြစ်လာတယ်။သုံးအဲ့ဒီကနေတဆင့် BGF ဖွဲ့စည်းတခုလုံးရဲ့အနာဂတ်အပေါ်မှာမေးခွန်းထုတ်စရာတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ောမှာလို့ဒေတာအတွင်းမှာတော်တော်လေးလိုခတ်သွားတဲ့တရင်ကြီးတစ်ခုရဲ့နောက်ွယ်ကအသေးပဲတွေကိုနက်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 ကြည့်ကြည့်ကြရအောင်ပါတကယ့်ကိုအော့ဆာကြီးမာတဲ့ဂွိုင်းချုပ်ချောင်းရဲ့ကြာဆုံးချမ်းကနေဒေတာအတွင်းအာနာချင်းကွင်းရာကိုဘလို့များပြောင်းလဲသွားစေနိုင်မလဲဆိုရဲနိုင်ငံရေးအရေးတစ်ခုအကြောင်းဖျော်ပြသွားမှာဖြစ်ပါတယ်ဟုတ်ပါပြီဒီဇလန်းရဲ့အဓိကစားကောင်ကတော့တခြားသူမဟုတ်ပါဘူးရွှေကိုကိုမျိုးတိရဲ့ Godfather လို့တောင်တင်စားခေါ်ဖို့ခံရတဲ့ရှိကြည်ချမ်းပါပဲသူရဲ့ဩဇာအာဏာကဘလောက်တောင်ကြီးမားခဲ့တယ်လဲဆိုရင်ကိုပိုင်မျိုးပြညာငယ်တစ်ခုကိုအုပ်ချုပ်နေသလားတောင်ထင်ရပါတယ် ဒါပဲအခုတော့အဲ့ဒီလိုဩဇာနာတွေအဲ့ဒီလိုကြီးကျယ်ခမ်းနားမှုတွေအားလုံးအဆုံးသတ်သွားပါလိမ့်။ဟုတ်ပါတယ်။လူတွေကိုအလို့ကင်နေတဲ့ lock b online ငွေလိမ်လုပ်ငန်းတွေမှာခိုင်းစားနေတဲ့ကြားဖြန့်လုပ်ငန်းစုရဲ့ tick tick ခေါဆောင်ကြီးရှီဂျီဂျားဟာတရုတ်အစိုးရလက်ထက်ကိုတရားဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ကဲဒီနေရာမှာပဲဇလန်ကတကယ်စိတ်ဝင်စားဖို့ကောင်းလာတာပါ။ဒီဖြစ်ပျက်ကရာဇဝဲသားတယောက်ကိုဖမ်းမိလိုက်တယ်ဆိုတဲ့တာမန်တင်းတစ်ပုတ်ပဲလား။ဒါမှမဟုတ်ဒီထက်အများကြီးပိုတဲ့အဓိပ္ပာယ်တွေများရှိနေမလား။ ပရမင်ဆုံးစဉ်းစားစရာကတော့ဒီလိုရကတရုတ်နိုင်ငံသားတွေအများကြီးတားကောင်ဖိနေရတဲ့ကြားဖြန်းလုပ်ငန်းတွေကိုနိုင်နေဖို့တတ်တတ်ပဲလားတရုတ်အစိုးရကဖိအားပေးလို့လုံလိုက်ရတဲ့ကိစ္စတခုပဲလားဒါမှမဟုတ်အိတ်လုံတော့ဟုတ်ပဲဒီထက်ပိုပြီးနက်နေတဲ့ပိုပြီးကြီးမားတဲ့အတိတ်ပဲတခုခုများရှိနေမလားဥမာပေါ့ဒီလိုတရားမဝင်လုပ်ငန်းတွေနဲ့မကင်းမရှင်းဖြစ်နေတဲ့ data တွင်းကတခြားလက်နက်ကိုင်အဖွဲ့တွေကိုပါ သတိပေးလိုက်တဲ့ခေါင်းလောင်းထံတစ်ခုများဖြစ်နေမလားအဲ့ဒီအကြောင်းကိုတေချာနားလည်ဖို့အတွက်တော့ဒီဆလန်ရဲ့အခရာကျတဲ့အပိုင်းတစ်ခုကိုအရင်ကြည့်ဖို့လိုပါတယ်အဲ့ဒါကတော့ရှီဂျီချန်ရဲ့နောက်ွယ်ကအင်အာဂီမေဖတ်ဆက်ဆံရေးပါပဲဒီမှာချိနိုင်ရဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးတွေ့ရမှာပါရှီဂျီချန်ရဲ့အရိကမေဖတ်ကဘယ်သူလဲဆိုတော့ဘုံမူကြီးစောချစ်သူပါဒီတော့ကဂျာချက်လောက်ကရဲ့ဘရင်လိုဖြစ်နေကြည်မှာနောက်တစ်ယောက်ကကြတော့ဒေတာအတွင်းမှာအင်ဟာအလွန်ကြီးတဲ့ Nature Sound Dead PGF ရဲ့တက်မှုတစ်ယောက်ဖြစ်နေတာပါပဲ။ ကဲဒီနေရာမှာ BGF ဆိုတာဘာလဲဆိုတာကိုနည်းနည်းလေးရှင်းပြဖို့လိုလာပြီ BGF ဆိုတာကတော့ nature sound တပ်ပေါ့မြန်မာနိုင်ငံစစ်သေးသားတွေမှာရှိတဲ့စစ်တပ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့လက်နက်ကိုင်ဖွဲ့တစ်ဖွဲ့ပါအတော်လေးကိုအင်အားတောင့်တင်ပြီးကိုပိုင်အုတ်ချုပ်ခွင့်ရတယ်လို့မျိုးကိုဖြစ်နေတာပါဆိုတော့ရှီကြီးချန်းကိုရေရုပ်ဖတ်လွှဲပေးလိုက်တယ်ဆိုတဲ့ကိစ္စဟာသူ့ရဲ့မိဖက်ဖြစ်တဲ့ PGF အဖွဲ့ကြီးတခုလုံးကိုဖြစ်မှထားပြီးပေးလိုက်တဲ့တရင်စကားတခုမြတ်ဖြစ်နေမလားဆိုတဲ့မေးခွန်းကအတိအကဖြစ်လာပါတယ် ဒီမှာဖြစ်လာနိုင်တဲ့ဆက်တိုက်တုံ့ပြန်မှု domino effect လိုမျိုးပေါ့အဲ့ဒါကိုစဉ်းစားကြည့်လို့ရပါတယ်။တက် Godfather ချဆုံးသွားတယ်။နှစ်သူရဲ့ ARG မိဖက် BGF ရဲ့ပတ်သက်မှုတွေကပေါ်ပေါ်ထင်ထင်ဖြစ်လာတယ်။သုံးအဲ့ဒီကနေတဆင် BGF ဖွဲ့စည်းတစ်ခုလုံးရဲ့အနာဂတ်အပေါ်မှာ main control ဆရာတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ဒါကြောင့်မလို့ဒီအဖြစ်ဖြစ်ကိုထာမန်ဖန်ရှင်းမှုတစ်ခုအနေနဲ့မဟုတ်တော့ပဲနောက်ွယ်မှာမဟာဗျူဟာမြောက်ရွေးရင်ချက်ဒီအမြကြီးနဲ့ ပေးပို့လိုက်တဲ့သတင်းစကားတစ်ခုအဖြစ်ရှိမြင်နေကြတာဖြစ်ပါလေ။ကဲဒါဆိုရင်အဆုံးသက်အနေနဲ့ဒီအဖြစ်ပြက်ကနေဘလို့နောက်ဆက်တွဲတယောက်မှုတွေထပ်ပြီးပေါ်လာနိုင်မလဲဆိုတာကိုခြုံငုံပြီးသုံးသပ်ကြည့်ကြအောင်။အခုဆိုရင်ဒီဇလန်ကရှီဂျီချန်တယောက်ကိုဖမ်းမိလိုက်တဲ့ဆိုတဲ့မူလသတင်းခေါင်းစဉ်ကိုကြော်လွန်သွားခဲ့ပါပြီ။အားလုံးရဲ့အာယုံဆိုင်မှုကသူ့ရဲ့နောက်ွယ်မှာရှိနေတဲ့အင်အားကြီးဖွဲ့စည်းတဲ့စီကိုရောက်သွားပြီဖြစ်ပါပြီ။ အခု Godfather ကြာသွားပြီဆိုတော့အားလုံးစိတ်ချဲမှာပေါ်လာမဲ့မိခွန်းကတော့နောက်တစ်လက်ကတော့ဘာသူဖြစ်မလဲဒီမိခွန်းရဲ့အဖြစ်ဟာ data twin အနာကအနာချင်းခွင့်ရှာကိုဘယ်လိုပုံဖော်သွားမလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစားနဲ့ဆက်လက်စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ